120အတွင်းเนาะအနောက်တောက်အနောက်တောက်တိုင်းစစ်ဌာနချုပ်ကိုဖိအားပေးနိုင်တဲ့အခြေအနေပြင်ထားတာတွေရှိတယ်။ဒါမဲဆောက်ကိုထိုင်းဝန်ကြီးချုပ်ကိုယ်တိုင်ဆင်းလာပြီးသူ့နိုင်ငံသားတွေလှုပ်ချုပ်ရေးအတွက်ဆိုပြီးတော့ထူးခြားချက်အားလုံးပဲမင်္ဂလာပါဗျာ။ကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာ။နေစဉ်ထူးဆင်းတဲ့တဲ့အပါဝင်တဲ့ထူးတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ် ယေရှုသူအရောက်ရှင်းတဲ့တိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအာနာရှင်စနစ်ကြာရှုံးရမည်ပြဒီနေ့တည်အခင်းကျင်းမှာတော့ကျွန်တော်ကြည်လိုက်မယ်ဆိုရင်ပုံစံလည်းပြောင်းသွားပြီအရေးလည်းကြီးတယ်เนาะကျွန်တော်အထက်ထပ်သုံးထပ်ပြီးမှအတီးပြုတ်ပြီးမှပြောတာเนาะအဲ့တော့အရေးကြီးတယ် မမမန်းပြောတာမမမမမမန်းကနိုင်နေပြီပြောတာမဟုတ်လားထပ်ပြောအောင်မယ်နော်တခါတည်းပြီးရင်ဆွေးနွေးဖို့မျိုးဆက်ဟောင်းအတွေ့အကြုံရင်တွေကကူညီနေတာလားနေရာယူထားတာလားနော်ပြည်သူလက်ထက်ပြန်အမဆိုတော့အဲပြီးရင်ဆွေးနွေးမယ်နော်ပြည်သူလက်ထက်ပြန်အမဆိုတဲ့နေရာမှာစဉ်းစားကြရရှိသေးတယ်ဒီတော့ ီနေ့အခင်းချင်းမှာအရေးကြီးတဲ့အခန်းထားသတင်းပေါ့ဗျာသတင်းတုတ်သက်ချက်3မိနစ်မှာစရတယ်ပေါ့ဗယံပဒာနိုင်တဲ့သတင်းအခင်းချင်းပေါ့ဗျာနော်တွေးထွက်တဲ့တန်ယုံမှုတွေနီးပြူဟာအစ်စ်လွန်ဆွဲပွဲတွေတွေ့မှာပေါ့ဥပမာရခိုင်ဘက်ကနေလန်ကာဝီနားမှာရိုဟင်ဂျာဘင်္ဂါလီ300နီးပါးပါတယ်လေဒီစီးနစ်မြုပ်တယ်မဲဆောက်ကိုထိုင်းဝန်ကြီးချုပ်ကိုယ်တိုင်ဆင်းလာပြီသူနိုင်ငံသားတွေလှုပ်ချုပ်ရေးအတွက်ဆိုပြီးတော့ထူးခြားချက်လှုပ်ရှားမှုတွေတွေ့တယ်စစ်တပ်တင့်ကားတွေလေရင်တွေနဲ့တောင်မှ ဟိုကြီးချုပ်ကောက်ွယ်ရတဲ့အဆင့်ထိဖြစ်လာတယ်။အဲ့တော့တွဲပြီးတော့ကြည့်ပါ။သူတို့ပြောမှာပေါ့လူသားချင်းစာနာမှုအကြက်အတဲဒါမှမဟုတ်နေသက်လှုပ်ချုပ်ရေးပြဿနာအဲ့လောက်ထိရိုးရိုးရှိရှိမဟုတ်ပါဘူး။ဒါဟာအချုပ်ချအာနာပျက်စီးခြင်းလက္ခဏာပါ။ပထမဦးဆုံးကြည့်ကြည့်ပါကျွန်တော်တို့ပြက်ပင်လက်ပြင်းနန္ဒမိတ်ကိုမထိတ်ချုပ်နိုင်ဘူး။ကိုယ့်ရဲ့နှက်ဆက်ဖြတ်ချော်ရဇဝမှုတွေကြားဖြန့်တွေကိုမထိတ်ချုပ်နိုင်ဘူးအိမ်နီးချင်းတွေက စည်ရေးဟန်ပြပြီးတော့တုံ့ပြန်ဖို့ပြင်ဆင်လာရတဲ့အခြေအနေစစ်ပြင်ဆင်တော့တင်ကားတွေရောနော်ရဟတ်ရင်တွေရောလေးရင်တွေရောတိုက်လေးရင်တွေရောဝင်ကြီးချုပ်ကောက်ခွဲတဲ့ဆိုပေမဲ့သူတို့ရည်ရွယ်ချက်ကကျွန်တော်တို့ဖက်ကလာတဲ့ဘုတ်ထန်ကြတဲ့လူတောင်းဆိုတာတွေနော်ဟိုမှာကဘင်္ဂါလီတွေလေမြုပ်တယ်လို့ပြောတဲ့အကြောင်းအရာတွေနော်ပင်လယ်ပြင်မှာကစစ်ကောက်စီစစ်တပ်တွေအမျိုးအမျိုးစုံပဲဘယ်လိုပဲပြောပြောကျွန်တော်တို့နေဆက်ဖြတ်ကျော်ရွာသွမှုတွေကိုမထိတ်ချုပ်နိုင်တာလေး တခြားတခြားကန်တာတွေရအိနှီးချင်းနိုင်ငံတွေကစေရေးအရာတောက်ပြန်ဖို့ပြင်ဆင်လာတဲ့သဘောတောင်ပိုင်းမှာ KK ဘက်မှာအစာဦးတွေဖြိုချပြတယ်။နောက် CLMB ဝန်ကြီးအစည်းအဝေးတွေလုပ်ပြတာတွေစစ်ကောက်စီကအသိရမလားလေးနိုင်ငံလမ်းပြီ။ငါတို့အုတ်ချုပ်နေတော့ပဲဆိုပြီးတော့ဟန်ပြနေတဲ့နိုင်ငံရဲ့ပြဇတ်တွေဒါဒီနေ့တည်င်းအခင်းချင်းမှာပို့ပြီးတော့အာယုဆိုင်ရမယ့်ဥစ္စာလာပါပြီ။ကျွန်တော်တို့တွေခင်ဗျားတို့တွေအာယုဆိုင်တာကမြေပြင်တိုက်ပွဲတည်င်းတွေဒီနေ့ ီတံဘူကြီးကိုစင်ရောက်တောက်တက်ချက်တည်းမှာအဓိကအရေးကြီးတဲ့အချက်ပါလာတယ်။သူကတော့လက်ပတ်ပြီးတော့သူ့ရဲ့ကိုတွေ့အတွေ့ကြုံနဲ့ပြောတယ်။ကျွန်တော်တော့တဲပဲပြောချင်းပါတယ်။ရင်းမပေးတင်တဲ့အလက်တရာပေးတာဟာကြီးစံအတွက်အပေါ်ကနေအုတ်ချုပ်ရေးကိုထိချုပ်တဲ့သဘောပဲ။ဒါတဲပြောတာရှေ့နေမှာကြားလို့ဝေးဝိုင်းနေရင်ကြားနေမှာကြားလို့တဲပြောပြတာ။နော်။ကြီးစံအတွက်အပေါ်ကနေအုတ်ချုပ်ရေးခန္ဓာငါတို့အောက်မှာရှိရမယ်ဆိုတော့အာ ထိတ်ချုပ်ခွင့်ကိုယူလိုက်တာတခြားကြီးရွယ်ချက်တော့ရှိရှိမှာပေါ့ဗျာတိုက်တာတွေပါတယ်ကတော့ကျွန်တော်ပြောတာရှင်းရှင်းလေးပဲเนาะပါရီတေရပေးလို့စစ်ကောက်စီရဲ့လက်နက်ကြီးတွေထဲပြစ်လို့မရပါဘူးကိုစင်ရောကတော့နေတိုးကြီးတွေပြစ်တီဦးကြီးတွေလောက်တာပေါ့ကျွန်တော်တို့တည်းပြောတာပါဒီတော့သူ့ရဲ့တုံးတက်တဲ့အချက်လက်တွေမှန်ပါတယ်စစ်ကောက်စီနောက်တစ်ချက်ကဖားကတ်ကမိုင်းလမ်းပိုင်းကိုပြန်ဖွင့်နိုင်ခဲ့တယ် အဲ့မှာကျွန်တော်ပြောခဲ့တဲ့တက်မ33လို့အဓိကတက်မကြီးတွေအနောက်မြောက်ပိုင်းတိုင်းကိုအနောက်မြောက်ပိုင်းတိုင်းကိုပြန်ဝင်သွားနိုင်ခဲ့ပြီဒါဟာကျွန်တော်တို့စေရေးမဟာပြူကတုတ်တက်တဲ့လူတွေမှာဆိုရင် strategic mobility လို့ခေါ်တယ်ကိုယ်စီကတုတ်တက်တာလည်းမှန်တယ်သူ့ရဲ့လမ်းကြောင်းမဟာပြူကမြောက်ပြန်ပွင့်သွားတဲ့ဥစ္စာသူဆမ်းမနေတော့လေကျွန်တော်ပြောတဲ့စကားရှင်းပါလေဘာဘာမသိလို့လဲဟုတ်လားဒီကြည်နဲ့ထက်ပြစ်မှရတဲ့တင်နာပေးပါတော့ ပြီးတော့ကျွန်တော်တို့ဆက်ပြီးတော့အာယူဆိုင်နေတာက logistic firewall ပေါ့ဗျာထောက်ပတ်ပို့ဆောင်ရေးအတားစီးတွေပေါ့ရပြီလားမသိဘူးနော်ရပြီထင်တယ်ရပြီလား line မကောင်းဘူးလားမဟုတ်ဘူးထူတိုက်တာဖြစ်မှာပေါ့အေးပေါ့ကျွန်တော်ဒဲဒူးပြောတာဒဲဒူးမပြောရင်ဘယ်လိုပြောအောင်ပါလဲကျွန်တော်ကဒီလိုစောင်းပြောအောင်ပါလားဘယ်လိုဘယ်လိုဒဲမပြောကောင်းတယ်လေစကားရှိရှိလေးလေးပေါ့နော်အေးတာပဲ တအားယုတ်เนาะအလားဆင်ပြီးတော့ရွေးပြီးတော့ပြောနေရောက်မှာမဟုတ်တော့ဘူးလိပ်ပတ်လက်အောင်လည်းပြောလို့မရဘူးပြောလို့လည်းမတက်ဘူးရှင်းပါတယ်တဲပဲပြောတယ်လေเนาะရှားလိုက်စဉ်းစားနေမှကြောက်လို့တခါလဲရှင်းအောင်တန်းပြောတာကိုထင်တဲ့ဥစ္စာကိုမြင်တဲ့ဥစ္စာကိုနားလည်တဲ့ဥစ္စာရှင်းပြောတာဟိုစကလုံးအလားဆင်လို့လည်းမရဘူးလေဗျာเนาะအဲ့နေရာတွေမှာကြားတယ်ဒီတော့ကျွန်တော်ပြောတဲ့ပြန်ဆက်လိုက်အောင်မယ်เนาะ ကျွန်တော်တို့ပြောတဲ့ခုနကဟာကျွန်တော်ပြောတဲ့ဥစ္စာကမမမမကိုယ့်ကိုပြန်စင်းစားလေနော်ဟိုဖာကကမိုင်းလိုင်းပိုင်ပွင့်သွားတဲ့အချိန်မှာအဲ့ဒါကကျွန်တော်သူတိတ်တနာတဖွဲ့ချင်းစီကိုလှောက်ထားပြီးသားကျွန်တော်နည်းနည်းလေးရှင်းပြမယ်ဒီနေရာမှာကျွန်တော်အပိုင်ပြောရတာကအခုပြောတဲ့အကြောင်းအရာကကျွန်တော်ပြောတဲ့စစ်ပွဲအသစ်တစ်ခုပြောင်းသွားပြီအဲ့ဒါကအုတ်ချုပ်ရေးပုံစံပြောင်းတဲ့စစ်ပွဲအဲ့ဒါအတွက်ကျွန်တော်ရခိုင်ကချင်နော်တခုချင်းစီကိုအစအဆုံး သူ့တည်တနာအကုန်လှုပ်ထားတယ်ရခိုင်ဆိုရင်ကျွန်တော်တင်ပေးလို့နိုင်တယ်နောက်နေ့ကျရင်ကျွန်တော်လူအိုက်တင်ပေးမယ်လို့ကအပြည့်စုံအနစ်ချုပ်တုတ်တက်ချက်ဘာလဲဆိုရင်ရခိုင်ဟာအလောက်ပောင်းဝင်တဲ့ရခိုင်ဇင်းကြံနိုင်ငံငယ်လေးတည်ဆောက်တယ်ကချင်းနော်စီးပွားရေးဩဇာအစင်မြင့်ဆုံးပုံစံကိုမဟာပြူဟာဖန်တီးတည်ဆောက်တယ်ဒါဟာစောက်တက်အဖြစ်ပဲဘာမှတော်လန်ရေးတွေစိတ်အာနာရှင်တွေပါတယ် ဒါဟာစေရေးဆိုတာလိုအပ်တဲ့နိုင်ငံရေးပုံဖော်မှုအတွက်လက်နက်တစ်ခုနေတဲ့တောက်ချတာဒါအဖြစ်ပဲဒီတော့ခုနဟောက်ပြန်ဆက်လိုက်မယ်ဒါကျတော့အဖြစ်ထုတ်ထားပြီးသားနော်ဘာမှဘလောက်ပဲကြီးကြီးကျယ်ပြောဘံပေါ်တိုက်တာလေတော့အင်းတော်ကိုဖြတ်တောက်ပြီးတော့ပိတ်ဆို့တာကဘာအတွက်လဲနော်အပေါ်မှာ logistics တွေအားလုံးကျတော့တောက်တက်ပြီးသားအားနည်းချုပ်ထားပြီးသားဘာလို့ဆိုအချက်လက်တွေရှိတယ်ဒီတော့ကျတော့ပြောတဲ့အချက်ကိုပြန်ပြီးတော့ကောက်ရမယ်ဆိုရင်လိုအပ်မှကျတော့ပြောပြပါမယ်နော်ပေရှင်တွေမှာကြောက်လို့ ုနကကျွန်တော်ပြောတဲ့စိတ်ကောက်စီဖကကောက်မိုင်းလမ်းပိုက်ပွင့်တယ်အတားမ33ထွက်လာတဲ့အနောက်မြောက်ပိုက်တိုင်းပြန်ဝင်သွားနိုင်ခဲ့တယ်သွားလာလုံးလို့ရောက်သွားပြီဒီတော့ကျွန်တော်တို့ထပ်ပြီးအာရုံစိုက်ရမှာကထောက်ပံ့ပို့ဆောင်ရေးအသာစီကိုစင်ရောတောက်တလို့နေတိုးကြည့်စံပြည်တူးကြည့်စံပေါ့ဗျာကာပါစာကြည့်စံနဲ့အံမဝင်အောင်ဖြစ်နေတဲ့အခြေအနေဟာတော်လိုင်းတက်တွေဟာရန်သူရဲ့လက်နက်ကိုတိတ်ပြီးတော့ရန်သူလက်နက်ကိုလက်နက်လှုပ်လို့မရတဲ့အခြေအနေရန်သူလက်နက်ခဲရန်ကိုတုံးမရတဲ့ပြဿနာရှိတယ် ဒါတွေဟာကျွန်တော်တို့ဘယ်လိုပဲပြောပြော ဖြည့်ရှင်းပေးတော့ကောင်းတာပေါ့နီးပြူဟာအစ်စ်ပြဿနာတွေစစ်ပွဲအဆုတ်ဖြတ်တော့မဟုတ်ပါဘူးဒါပေမဲ့မဖြည့်ရှင်းလို့မရတဲ့ပြဿနာ7.62နဲ့5.56 MA series တွေနေတိုးကြည့်ဆန်းတွေ PT ဦးကြည့်ဆန်းတွေဟာပါရီ AK Type 81မှာထက်တော့လို့မရဘူးဒါဟာ Toyota ဟိုကအဲ့ဒါကိုလစ်လူရှူထားတယ်စစ်အနိုင်တိုက်ပဲထင်နေကြတယ်အဲ့ဒီနှစ်ခုဟာကြီးမားတဲ့အာဏာချက်နဲ့အာသာချက်ရှိတယ်တချို့အလဲပိုင်းမှာ စစ်ကောက်စီလက်နက်ပဲလိုချင်တယ်။ဘာဖြစ်လို့လဲ။ဒီအစားထိုးအတော့လို့ရလို့ဝယ်လို့တောကြည့်ဆိုတာရှိသေးတယ်။နော်။ဒါတွေကတော့မပြောတော့ပါဘူးစိတ်ရေးမှာ။နော်။တောကြည့်ကိုဈေးနှုန်းတင်တာတွေရှိသေးတယ်။ဈေးနှုန်းအတက်ကျကစားတာတွေရှိတယ်။အသေးစိတ်ကျတော့သိတယ်။ပြီးတော့အဲ့ဒါကပေါ်သေးသေးကန်တာမဟုတ်ဘူးနော်။တိမ်နှရှိချင်းမရှိချင်းထက်တော့အရေးကြီးသေးတယ်ကြည်မရှိရင်ဘာမှလုပ်လို့မရဘူးနော်ဒါကိုပြည်သူအလုပ်ကနားလက်ထက်စဉ်းစားဖို့မဖြစ်မနေလို့တယ် နော်ရန်သူစခန်းတိတ်ပြီးတော့ပါတီကြိုင်ထားတဲ့လူတွေဟာအဲ့ရရတဲ့ကြည်နဲ့အတော့ပြုတ်လို့မရဘူးတိောတော့ကိုစင်ရောတော့နေတိုးဘာညာတွေရေးတာပေါ့ဗျာနော်နေတိုးတွေပြစ်တီဦးတွေလောက်တာပေါ့တကယ်တော့ရှောက်ပါလေတဲပြောလိုက်တာဒီတော့ကျွန်တော်ပြောချင်တာကအဲ့ဒါကလည်းအဖြေမဟုတ်ပါဘူးစစ်ပွဲရဲ့အဆုတ်ဖြတ်မဟုတ်ပါဘူးပေးချင်လည်းပေးမှာပေါ့ကြည်တကယ်အဆုတ်ဖြတ်ပေးမဲ့မဟာပြူကစစ်ပွဲကအဲ့ဒီလိုမျိုးလက်နက်ခရံတပ်ဆင့်မှုတွေတခြားကန်တာတွေဖားကက်ကမိုင်းလမ်းကြောင်းပွင့်တာတွေပေါ့မှာမတူပါဘူးကျွန်တော်ပြောချင်တာက လက်ရှိအခြေအနေက governance အောက်ချုပ်မှုပြိုင်ဆိုင်ပွဲသတင်းတွေပြန်ကြည့်ပါ governance เนาะတိုင်းရင်းသားတွေလည်းသိတယ် governance တည်ဆောက်နေတယ်တစ်ဖက်မှာစစ်အာစစ်ကောက်စီကလမ်းပိုင်းတွေတက်စခန်းကုန်းတွေပြန်ရဖို့နေမျိုးကိုအပြင်းထန်လိုက်တိုက်နေတယ်အရခတတော်တို့ပလောဝအပောင်ဝင်သူတို့အုပ်ချုပ်ရေးကိုပြ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 တိုးချက်ချုပ်ကိုက်နေပြီအဲ့ဒါကအလုပ်ပောင်ဝင်တဲ့ဇင်းချန်နိုင်ငံငယ်လေး အနောက်မြောက်မြန်မာပြည်ရဲ့စကလောအလုဖွဲ့လို့ရတယ်အားလုံးပါဝင်တာဆိုတော့မု슬လင်တွေဟိန္ဒူတွေဘာသာဘာသာလူမျိုးရေးဘာသာပါဝင်တဲ့အားလုံးပါဝင်တဲ့အနောက်ဖက်မြန်မာပြည်ရဲ့စင်ကြံနိုင်ငံငယ်လေးเนาะအဲ့ဒီနေရာမှာတခြားစေရေးအရာဟိုဘာလဲ AR တို့ဘာတို့ဥတီထားတာရှိလိမ့်မယ်เนาะအာရရပောင်း120အတွင်း နော်အနောက်တောက်အနောက်တောက်တိုင်းစစ်ဌာနချုပ်ကိုဖိအားပေးနိုင်တဲ့အခြေအနေပြင်ထားတာတွေရှိတယ်။ဒါတွေကတပိုင်းတဘောကတော့ဘက်ဖားပေါ့ဗျာကိုတစ်တားလှုပ်ချော်ရေးဘက်ဖားခန့်လားဒါကတော့ကျတော့ဂျားထဲမှာဖြတ်ပြီးတော့ရှင်းပြလာပလက်ဝအုပ်ချုပ်ရေးတိဆောက်တဲ့တခြားဟာတွေတိုးချဲ့တယ်ရက်ခိုင်မှာရွေးကောက်ပွဲလောကကျင်းပခွင့်မပြုဘူးနိုင်ငံရေးရကျင့်ကြတယ်ဘူချုပ်ထွန်းမြနိုင်မင်းမှာအကျဉ်းသား၈၀ကျော်လွတ်ပေးပြီးတော့အာဆာ RSO တွေကတော့ပါတယ်နော်ရစီရင်ရေးအာနာကိုပေါ်လွင်အောင်ပြသလိုက်တယ် เนาะအဲ့ဒါကတနည်းကျော်တော်တခါတည်းအကြံပြုချင်တာကဘွေကျော်နိုင်တို့ရခိုင်မှာလှုပ်တင်တာကလေကျော်တော်တခါတည်းပြောပြပါတော့သုံးသက်ပြီးသားเนาะကျော်တော်တို့ကိုယ့်ရဲ့တရားကြီးမှတ်တိုင်ခိုင်မှာမှုအနောက်နဲ့ရေတက်တွေလွမ်းမိုးနေတယ်မုဆလင်တွေကြာဖက်တက်ဖြတ်တဲ့ရိုဟင်ဂျာတွေကိုထောထောင်းခင်လို့လှုပ်ထားတဲ့အုပ်စုတွေကိုဖြည့်ရှင်းဖို့ဘွေကျော်တို့မျက်နှာတို့အေအေတို့ဘာစရစောက်ထုတ်ပြန်ခဲ့တဲ့ UN ကလာရောက်စစ်ဆေးဖို့တောင်းဆိုတယ်ဆိုတဲ့စာသိတယ်မဟုတ်လားတတိထုတ်ပြန်ထားတယ်လေ ဲ့ဒါမျိုးဟာလာစစ်ဆေးခြင်းမစစ်ဆေးဆိုတာထက်ကိုဘတော်ကိုစုံစမ်းစစ်ဆေးတဲ့အဖွဲ့ဖွဲ့ပြီးတော့ပြည်ပကဥပဒေပညာရှင်အကြံပေးပညာရှင်တွေကိုခေါ်ထက်လေးလာပြီးတော့နိုင်ငံတကာရဲ့ဥပဒေစံချိန်စံနှုန်းကိုငါတို့တသက်သက်ပြအောင်မခန့်နိုင်တယ်ဆိုတာကိုကိုဘတော်ကိုစစ်ပြီးတော့ဖော်ပြလို့ရတယ် UN လာမှမဟုတ်ပါဘူး UN ကတော့နော်ရှင်းရှင်းပြောရင်တော့မကောင်းမှန်းလည်းသိပေမဲ့နိုင်ငံတကာ narrative မှာအနောက်အနောက်အနောက်နိုင်ငံတွေကိုအေအေတို့ပုံရိပ် တက်လာဖို့ဇက်ချောင်းအောင်းနေနေတာကိုသူကခေါ်ထက်တယ်။ဒါစစ်စေးနိုင်တယ်ဆိုပြီးတော့ခေါ်တယ်လေ။အဲ့ဒါဟာမလာတာလာတာထားလိုက်ဟိုကိုဘသားကိုပုံဖော်လို့ရပါတယ်။ကိုဘသားကိုပုံဖော်လို့ရတယ်နော်။စုံစမ်းစစ်စေးရေးကော်မရှင်အဖွဲ့ဖွဲ့လိုက်။အဲ့ဒါမှနိုင်ငံတကာဥပမာပေါ်အာဆီယံတို့ UN တို့ရဲ့ဥပဒေပညာရှင်တွေခေါ်ထက်သူတို့ရဲ့နိုင်ငံတကာစံနှုန်းကိုတုံ့ဖို့အတွက်နေရာတော်ရလောက်ခေါ်ထက်လိုက်ပြီးတော့ကိုဘသားကိုဖွဲ့ပြီးတော့ ကိုဘတ်တော့ကို narrative တင်လို့ရတယ်နိုင်ငံတကာရဲ့ဥပဒေစန့်ချိစန့်နှုတ်ကိုစိတ်ခေါ်တဲ့တက်တည်ပြနိုင်တယ်ဆိုပြီးတော့အဲ့ဒါဟာအခုအနောက်နိုင်ငံတွေကပုံဖော်နေတဲ့မူဆလင်တွေတပ်ဖြတ်ခံရတဲ့ဘင်္ဂါလီတွေတပ်ဖြတ်ခံရတဲ့ဆိုတဲ့ပုံရိပ်တွေကိုဖြည့်ရှင်းပြီးသားဖြစ်သွားလိမ့်မယ်အာနဲနေတာဒီတကွဲပဲရှိတယ်ကျန်တော့အလုံးအဆင်ပြေတယ်အဲ့တော့ကျွန်တော်အကြံပြုတာဒါသူတည်တနာတယ်မှာပါလို့ဒီတော့တကယ်ပြောတာနော်တည်တည်ကြကြကိုကျွန်တော် သူတည်တနာလောက်ပြီးသားမိုးလို့တာပဲအဲ့ဒီဟာအာနေနေတယ်ကျန်တဲ့ပိုင်းရပြဿနာမရှိဘူးစေရေးတိုက်ပိုက်ထိချုပ်တာကအရေးမကြီးဘူးနိုင်ငံရေးအုပ်ချုပ်ရေးအာဏာပြပြဖို့အခုပဲတဟဆာတာဖြစ်အောင်ဘိုလ်ချုပ်ထွန်းမြောက်နိုင်မွေးနေ့မှာအကျဉ်းသား80ကျော်လွတ်တယ်အဲ့ဒါမျိုးတွေဟာတရားစီရင်ရေးအာဏာတရားစီရင်ရေးအာဏာခိုင်မာဖို့ကဘာအမှုမဆိုနှစ်ပတ်အတွင်းဖြည့်ရှင်းပြီးသားဖြစ်ဖို့လိုတယ်အကြီးစားအမှုတော့မဟုတ်ဘူးဗျာကိုယ့်ရဲ့အုပ်ချုပ်ရေးကဏ္ဍထဲမှာဘာအမှုမဆိုပါစင်းတိုင်းမဲ့ဆိုရင်နှစ်ပတ်အတွင်းတိုင်းရတယ် နှစ်ပတ်အတွင်းเนาะအောက်ချုပ်ရေးအာဏာမှာဘာနဲ့ဆန့်ချိန်ဆန်နှုတ်တန်းရလဲဆိုရင်80ရာခိုင်နှုန်းပြည်စာတွေယူလာပြီးအခွန်လာဆောင်ရင်အောက်ချုပ်ရေးအာဏာအောင်မြင်တယ်အဲ့တော့အောက်ချုပ်ရေးအာဏာတိုင်းတဲ့ဤတရားဥပဒေကိုခိုင်မာမှုတိုင်းတဲ့ဤကအမှုတစ်ခုဖြစ်လို့နှစ်ပတ်အတွင်းဖြည့်ရှင်းပြီးွားပြီဆိုရင်အောင်မြင်တယ်ဒါဟာကမ္ဘာဆန့်ချိန်ဆန်နှုန်းနဲ့တိုင်းတဲ့ဤတခြား narrative တွေပါတွေကဘာမှပြဿနာမရှိဘူးတကယ်ကတော့တအားပုတ်ဖို့ထားတာခံနေရတော့ နရီတက်ကိုချက်ချင်းတွန်းလှန်လို့မနိုင်တာပြီးရောမလားပြီးရောမလားငယ်ပါပေါ်ရည်ဘူးလောင်းသူ့လိုဖြစ်တယ်လေအဲ့လိုမျိုးဒါကဂျားဖြတ်အကြံပေးတာနော်အခုပြန်ဆက်လိုက်ရမယ်ဆိုရင်အကျဉ်းသားရှိဆက်ကြောတရားရှိရင်အာနာပြဖို့အတွက်လွတ်လိုက်တာပေါ့ကျွန်တော်တို့ရှိချင်းမမြင်ရတယ်ငါတို့အုတ်ချုပ်ရေးအာနာငါတို့အစိုးရတရားစီရင်ရေးပြတာပြီးတော့ကိုစီရတောက်တက်ချက်တမကျွန်တော်ပြောတဲ့အချက်ကအရေးကြီးတဲ့အချက်ပါပဲ။ तू ကတော့စကားလောင်းအောင်ပြောတယ်လို့ပြောခဲ့တယ်။စကားရင်းမပဲပလဲ hard dan base area အမခန့်ခြေအာအခြေခံဧရိယာတွေဟာစစ်ကောက်စီအခြေဆိုင်စခန်းလောကမရှိတော့ပါဘူးပြူစောတိရွာတွေပဲရှိတယ်အရေးကြီးတာကအဲ့ဒါစစ်ကောက်စီကိုတိုင်အဲ့ဒီနေရာတွေရွေးကောက်ပွဲလုပ်ဖို့လက်လျှော့ထားတဲ့အခြေအနေဝန်ခံလိုက်ရပြီပြီးတော့ပြင်သစ်လို့နိုင်ငံကြီးတွေရဲ့အံတွေเนาะအာ DBB မှာပါတဲ့ဖယ်ရှားတဲ့2023လွတ်တော်အမတ်တွေရဲ့အံတွေရွေးကောက်ပွဲပယ်ရှားတဲ့ဆိုတာတွေဟိုလေးတိကျကျဝိုင်းပြောကြတယ်ပေါ့ဗျာ ပြီးတော့ကျွန်တော်ပြောချင်တဲ့ကောက်ချက်ကရှင်းတယ်ဒီစစ်ပွဲမှာကြည်ဆန့်ဘယ်လောက်ရှိတယ်လဲနေမီဘယ်လောက်တိုင်းနိုင်ပြီလဲဆိုတော့ထောက်ပံ့ပို့ဆောင်ရေးစစ်ပွဲအောင်မြင်မှုဟာအခြေအနေတစ်ခုအရေးတကြီးမဟုတ်တော့ဘူးရှိမှကအားနည်းနေတဲ့ဟာကို live fire မှာကဟုတ်မမကျွန်တော်ပြန်မေးထားသေးတယ်ပြန်တော့မကြည့်ရသေးဘူးအစင်ပြေတော်တော့ဘယ်သူမှမသိလို့ကျွန်တော်အဲ့တော့ပြီးမှပြန်ပြီးတော့ကြည့်လိုက်မယ်နော်ဒီတော့ကျွန်တော်ကတော့အစင်ပြေပြေဟိုဘက်ကိုအာယူဆိုင်နေလို့တော့ပဲ ပြီးတော့ဘသူကတကယ်အုတ်ချုံနိုင်တယ်လဲအုတ်ချုံမှုအပြိုင်ဆိုင်စစ်ပွဲတစ်ခုပဲရင်းမဘင်ကိုတင်တဲ့အလက်တရာတတ်ဆင်းတယ်အဲ့ဒါဟာအုတ်ချုံကြီးအာနာလွမ်းမိုးတာကချင်ကနေပြီးတော့စကိုင်းအထက်ကိုအဲ့ဒီလိုမျိုးဟာတွေကရှိကိုရှိတယ်ဘာလို့ဆိုရင်အာလုံးတိုင်းသားတွေကအုတ်ချုံကြီးကိုတိဆောက်နေလို့အုတ်ချုံကြီးအပြိုင်ဆိုင်စစ်ပွဲတစ်ခုပဲစစ်ကောက်စီကစစ်ရေးရမရှုတ်ခင်မှာ ုပ်ချုပ်နိုင်စွမ်းလောဝပြိုလဲနေတဲ့အခြေအနေပြက်ပြက်သားသားရှုံးနေတာကအုပ်ချုပ်နိုင်စွမ်းရှုံးနေတာအဲ့ဒါကိုကျွန်တော်တို့တည်ဆောက်ရင်စိတ်ရေးပါရောပြီးနိုင်တဲ့အဖက်ကိုအားပြန်တာလာအုပ်ချုပ်ရေးအာဏာတကယ်ရှိမရှိရတော့မြင်တဲ့အတိုင်းပဲပြပြင်းလာအေအေတို့မှပြပြင်းတယ်ကြံတဲ့နေရာတွေကရုပ်ကန်နေရာတုံးအဲ့ဒါဟာကျွန်တော်ပြောတဲ့စံချေစံတော့အခြေအနေပေါ့ဗျာဘဖာဘဖာဘဖာကကချင်မှာကတော့လို့ဆိုတာရှိတယ်ကောလင်းကတာကမ်ဘလူးအခုကကောလင်းကတာပါလေ ရှိတယ်အဲ့လိုမျိုးပြတော့ကျတော့နောက်မှအသေးစိတ်ပြောပြမယ်ကာတော့လို့ရှိတယ်မာတော့လို့ရှိတယ် view ဟာတွေပေါ့ဗျာ try ဆိုမာတော့လို့ဆိုတာဒီအလယ်ပိုင်းမှာသတိကံမာတော့လို့တဲ့မှာမှနည်းနည်းလေးကျင်းချလိုက်ရင်မကွေးတောင်တာနှထုတ်ကြီးဘာညာတွေဆိုတော့သတိကံအသေးလေးတစ်ခုရှိတယ်မြေပုံမှာကြည့်ရင်သိတယ်ဒါတွေကအရင်ကတည်းကပြောခဲ့ပြီးသားဒီကကျတော့ပြောချင်တာကအခုဘာဖြစ်လို့အုတ်ချုပ်ရေးအာနာဖက်ကနေတက်ဖိုက်ခိုင်းလဲဆိုရင် ဆရာများတို့ကျွန်တော်တို့ဘာအဓိပ္ပာယ်တက်ရောက်လဲဆိုရင်မန္တလေးမှာကြည့်မတရားကိုစစ်ကောက်စီကအင်အားလုံးရင်းနဲ့ပြန်ထိုးစစ်ဆင်တယ်ပေါတော်တို့ပုံတော်ကျော်တို့လေချောင်းကတိုက်ခိုက်တယ်သူတို့နဲ့မြေပြန်လို့ချင်တာနော်တိုက်တာကတဝက်လောက်ပဲရှိပါတယ်ရခိုင်မှာပြန်ပြန်ရဖို့မရှိဘူးအေအေတို့ PDF တွေရအုတ်ချုပ်ရေးအသက်အစ်စ်ကိုလက်ခံနေတဲ့ပြည်သူလူထုကိုအကြမ်းဖက်တဲ့တိုက်ခိုက်မှု နော်သူတို့ရဲ့အုပ်ချုပ်မှုပြန်တည်ဆောက်လို့မရတော့တဲ့အတွက်အကြမ်းဖက်မှုနဲ့ပဲထိချုပ်ဖို့ဖျက်ဆီးဖို့ကြိုးစားတာဒါကြောင့်တော်လိုင်းအင်အားစုတွေအနေနဲ့မူဝါဒချမှတ်သူတွေအနေနဲ့လောက်ရမှာကကြည်ဆန်းရဖို့ကမ်ပိန်းလုပ်နေတာတွေကလမ်းကြောင်းအားနည်းနေတယ်လက်နက်ငယ်တွေလက်နက်ကြီးတွေရဖို့အားနည်းနေတယ်လောလောဆယ်မှာအဲ့ဒါကိုဒုတိယဦးစားပေးအဆင့်ချပြီးတော့ခင်ဗျားတို့ပထမဦးစားပေးလောက်ရမှာကခင်ဗျားတို့ထိချုပ်ထားတဲ့နယ်မြေတွေမှာထိရောက်ပြီးတရားမျှတတဲ့အုပ်ချုပ်ရေးရန်တရားအခိုင်အမာတည်ဆောက်အဲ့ဒါက တိဆောက်ပြီးတာနဲ့နိုင်လာလိမ့်မယ်။ဘာဖြစ်လို့လဲဆိုရင်ခင်ဗျားတို့ကိုစင်ရောပြောတဲ့လက်နက်ခရဲခန့်တာကျွန်တော်ပြောတဲ့ပါရီကြီးဆန်းရင်းမပင်လက်နက်တရအဲ့ဒါကအုတ်ချုပ်ရေးကောင်းမှပြည်သူရဲ့နိုင်ငံရေးယုံကြည်မှုအားကိုးမှုရတယ်။ရေရှည်ကိုထိထားနိုင်မယ်။အဲ့ဒီယုံကြည်မှုအခန့်နဲ့မှပဲခင်ဗျားတို့လိုချင်တဲ့ကြီးဆန်းငွေလူအင်အားရေရှည်အတွက်ထောက်ပံ့ပို့ဆောင်ပေးနိုင်လိမ့်မယ်။လုံးဝဆိုမရဘူး။အဲ့ဒါအုတ်ချုပ်ရေးဖက်ကိုလဲ့ပြီးတော့ ဖြည့်ရှင်းဖို့လိုတယ်ပေးမရတဲ့အခြေအနေကိုဆိုတော့ပေးအောင်တော့လောက်ရမှာလေကြည်ပေးမရတာကိုတိုက်ဖို့เนาะကောက်ွယ်ဖို့ဝယ်ရမယ်ဆိုရင်လည်းပြည်သူယုတ်ကြည်မှုနဲ့ဝယ်မရပါပြည်သူယုတ်ကြည်မှာပတ်ဆက်ပေးမှာခင်ဗျားတို့မရှုံးချင်ဆိုရင်ခင်ဗျားတို့ဒေသအုပ်ချုပ်ရေးမှန်မှန်ကန်ကန်နဲ့ခိုက်ခိုက်မှန်မှန်တည်ဆောက်ပြည်သူရဲ့နိုင်ငံရေးယုတ်ကြည်မှုအားကိုးမှုရအောင်ယူမှာအဆင်ပြေမှာအဲ့ဒါမှရေရှည်ထိန်းနိုင်မှာမဟုတ်ရင်ပြန်ဆုတ်ပြီးတော့ပဲစစ်ကောင်စီထိုးလာတာနဲ့ဆုတ်ရလိမ့်မယ်ချက်ချင်းဒီကြပိုင်းထိုးလာရင်ဆုတ်ရလိမ့်မယ် ဘောပေါက်တယ်မဟုတ်လားအဲ့ဒါပြောတာဒီတော့ကျွန်တော်တို့တွေဟာအဲ့ဒီရုပ်ကြည့်မှုကမှကျွန်တော်တို့လွတ်ချင်တဲ့ကြည်စံကြည်စံမရှိလို့ဆိုပြီးကမ်ပိန်းလုပ်လဲလက်တလုံးအဆင်မပြေဘူးခင်ဗျားတို့ပြည်သူအုပ်ချုပ်ရေးအခိုင်အမာအမြန်ဆုံးတည်ဆောက်အဲ့ဒါဆိုရင်ခင်ဗျားတို့အတွက်ကြည်စံကိုပြည်သူတွေကနေပြီးတော့ရှာဖွေပေးတောင်းဆိုပေးလမ်းကြောင်းဖွင့်ပေးသတင်းပေးရုပ်ကြည့်မှုရဝါတာနဲ့လမ်းကြောင်းပေါ်တင်ပွင့်လာနိုင်မယ်နော်စစ်ကောက်စီကိုအမြင့်ဖြတ်နိုင်တဲ့တခုတည်းသောအရာဟာနော်တခုတည်းသောအရာဟာ သူတို့ထက်ပိုကောင်းတဲ့အစိုးရတရားပဲဖြစ်တယ်။ဘာဖြစ်လဲဒါဟာနိုင်ငံရေးရအစိုးဖြတ်ပေးမဲ့ထိုးနှက်ချက်ပဲ။ခင်ဗျားတို့စစ်တိုက်လို့ဘုံလာကျဲမောင်းနဲ့အကြမ်းဖက်ခံရမှာနဲ့ပဲရှိတယ်။ဒါကိုကျွန်တော်အထူးထောက်ပြချင်တယ်နော်။အရင်ကလည်းပြောခဲ့တယ်ခင်ဗျားတို့ကိုယ်ပိုင်အုပ်ချုပ်ရေးစထရန်ဟိုအမခန်နယ်မြေဖူဟိုချေကုန်းနယ်မြေတွေမှာအုပ်ချုပ်ရေးတိစောက်တိစောက်လို့ကျွန်တော်ပြောပါတယ်။အခုလိုမျိုးကြည်လက်နဲ့ခံရလို့အချက် နော် အုတ်ချုပ်ရေးမတိဆောက်ထားနိုင်ဘူးအကျင့်ပြတ်နေတယ်ဆိုရင်ခင်ဗျားတို့ဟာပြိုကွဲဖို့တအားလွယ်တယ်အဲ့ဒါပါအုတ်ချုပ်ရေးတိဆောက်မှခင်ဗျားတို့ဘဟုလကျဲမဲ့မပြောနဲ့ရက်ခိုင်တို့တော့အခုချိန်ဒီကျဲခန့်နေရတုံးပြီးတော့နော်ဒါကတော့တည်င်းပြောတာအုတ်ချုပ်ရေးတိဆောက်ဖို့အထူးပြောတာအုတ်ချုပ်ရေးပြက်ရင်းနေတာရဆူဆူဝဝပါပဲနော်တချို့တွေကတိရသားနဲ့မတိချင်ဆောင်တော့ကျွန်တော်ရဲ့ဒီသတင်းတော်တာချက်ကိုပြီးရင်ကျွန်တော်စာနဲ့အချင်းချုပ်အနည်းချုပ်ပြန်တင်ပေးပါမယ်မနေရလို့မျိုး ရေးရေးထားတာဖမ်းရင်ပူရှင်းပါတယ်နော်ဒါကတော့ပြောပြတာကျွန်တော် live မှာဆိုတော့တောင်ရောင်နောင်ရောင်ဖြစ်နေတာမို့နောက်တစ်ခုကကျွန်တော်ပြောတဲ့ဥစ္စာနဲ့တစ်ဆက်တည်းခုနကအစမမေးတာတော်လိုင်းနိုင်ပြီဆိုတော့ကျွန်တော်တို့ကဘာနဲ့တိုင်းတော့လဲစစ်ကောင်စီပြုတ်ကြသွားတော့လားအာဏာကိုပြည်သူလက်ထက်လွတ်ပေးလိုက်တာလွှဲပေးလိုက်တာလား လူအများစုလက်ရှိယုံကြည်ချက်ကရှင်းတယ်ဗျအောင်ပွဲဆိုတာလက်ရှိအာဏာရှင်ရန်တရားကိုအမြင့်ကနေဆွဲနှုတ်ပစ် system chain အဲ့ဒီစနစ်စိုးကိုဖြိုချနိုင်အောင်ပွဲဆိုပြီးတတ်မှတ်တယ်ကျွန်တော်ပြောသလိုပေါ့ system chain အာဘာလဲစစ်ပုံးစစ်အမြင့်ဖြတ်နော်တော်တော်တော်ခက်တာနော်သိချပြန်စဉ်းစားပါအောင်ပွဲရဲ့တစိတ်တစ်ပိုင်းပဲဖြစ်နိုင်တယ်သို့မဟုတ်အောင်ပွဲအတုလည်းဖြစ်နိုင်တယ်ဘာဖြစ်လို့တည်တာ တကယ်အစိုးပြအောင်ပွဲဟာအောင်ပွဲအစစ်ဆိုတာကစနစ်ပြောင်းတာတော့မဟုတ်ဘူးလူပါပြောင်းရတာလူဆိုတာကစောက်ကျင့်ပြောင်းရတာပြောတာစနစ်ဟောင်းကိုဖြိုပြီးမှစနစ်အသက်မှာအရင်လူပုံစံအရင်အကျင့်အရင်စိတ်ဓာတ်တွေနဲ့ဆက်သွားနေရင်ဘာဖြစ်မလဲဒီကလူပွဲဖြစ်ပြီးတော့တော်လန်ရေးလဲမဟုတ်တော့ဘူး yes or no ကျတော့ပြောတာမာနေစနစ်ကိုဖျောချလိုက်ပြီး ဲ့ညမှာလူတွေကအကျင့်ဟောင်းစိတ်ဓာတ်ဟောင်းเนาะအရင်ဇယိုက်တွေနဲ့ဆိုရင်ဒါဟာပြန်လူမှာပဲသူတရားနေနေရတစ်ချိန်မဟုတ်တစ်ချိန်ပဲမဟုတ်လားဥပမာပေါ့စက်ကောက်စီနိုင်ဝိုင်းနူးချီထားမှာဆိုရင်ဘာဖြစ်မလဲပြန်လူမှာပေါ့ဒီအုတ်ချုပ်ရေးနဲ့ဒီပုံစံဒီချိုးနဲ့ကတော့ဟုတ်လားဒီတော့ပြောင်းချင်အဲ့တော့ပြောင်းလူပါပြောင်းပြမရအောင်ပါဒီလူတွေတက်လာလို့ကျွန်တော်တို့ကျင်နမ်းမလားဘယ်လိုလို့ကျင်နမ်းမှာလဲသိနေတာပဲ။ အဲ့ဒါနားလည်ဖို့လိုတယ်။သမိုင်းမှာလည်းပြန်ကြည့်အာရတ်နေဦးနော်ဒီဘက်ခင်းမှာဆိုရင်အီဂျင်မှာဂျူဂျာရက်အာမူဘာရက်ပြုတ်ချသွားပြီးနိုင်ပြီလို့ထင်ခဲ့ကြပါတယ်။ဘာဖြစ်လဲ။လူတွေရဲ့အခြေခံစိတ်ဓာတ်အဖွဲ့စည်းတွေအကျင့်ပြက်ဘာမှမပြောင်းလဲနိုင်ဘူး။မကြခင်စစ်တပ်အာဏာပြန်သိမ်းစစ်တပ်ဟာလည်းပဲနော်အကျွင်းအကြံကြံခဲ့မှာနော်စနစ်ဟောင်းဟာပုံစံတင်းနဲ့ပြန်လောက်တက်ပါတယ်။ရှင်းရှင်းပြောရင်ကျွန်တော်တို့ဆိုလိုချင်တာကအာဏာရှင်ကိုဖျောက်ချနိုင်ခဲ့ပေမဲ့ အာနာရှင်ဆန်တဲ့စိတ်ဓာတ်ကိုမဖြုတ်ချနိုင်ခဲ့လို့မရဘူးမဟုတ်လားဒီတော့သိချစဉ်းစားပါအာနာဆိုတာလေဟာနယ်မှာလည်းမတိပါဘူးစနစ်တစ်ခုပြိုတာနဲ့အာနာလစ်လတ်မှုချက်ချင်းဖြစ်လာပါလေအဲ့နေရာကိုဘသူတွေဝင်ဖြစ်မှာလဲတကယ်ဝင်ဖြစ်မဲ့သူတွေကစနစ်ဟောင်းရဲ့အမွေဆိုးကိုကောက်ကောက်နားလည်ပြီးတော့ကျင့်သုံးမဲ့သူတွေဆိုရင်တော့ဘာမှမထူးအမိတ်နဲ့အာနာစနစ်ကိုတိဆောက်မဲ့ငာမန်တယ်ဆိုတဲ့စိတ် အဂတိလိုက်စားမယ်နော်ငါနဲ့မတူငါရတူဆိုတဲ့စိတ်ဒါတွေနဲ့အစိုးရတက်လို့လည်းမရဘူးပြန်ဖြစ်ပါမယ်ဒီတော့ပြောချင်တာကတကယ်ရန်သူနော်လူပုဂ္ဂိုလ်တစုတည်းလည်းမဟုတ်ဘူးရန်သူစိတ်ဟာနှပောင်းများစွာအမြင့်တွယ်နေတဲ့အာနာရှင်ရည်ကြီးမှုကိုဖျက်ရမှာအထက်ကခိုင်းလို့ဆိုတဲ့အာနာရှင်အမိတ်မို့လို့လောက်ရတဲ့ဆိုတဲ့နော်လူကြီးကဘခိုကနေခိုင်းလို့ဆိုတဲ့ဟာအခွန်ကောက်တယ်ငါနဲ့မတူတာနဲ့ရန်သူဒလန် ဘောမငါတို့အဖွဲ့ရပဲမန်တယ် why and blood thinking အဲ့ဒါတွေပါဖြတ်မှရမှာအဲ့လောက်ထိခက်တယ်เนาะအဲ့ဒါကိုအဲ့ဒီအတွေးခေါ်တွေကိုမဖြတ်နိုင်တည်ရွေ့เนาะအပြောဆိုတွေကိုမဖြူခွဲနိုင်တည်ရွေ့ခင်ဗျားတို့ယုံလိုက်ဘသူလက်ထဲပဲအာနာရရအာနာရှင်အသက်ပဲပြန်ပေါ်လာမှာပဲကျတော့ယတိပြပြောရဲတယ်တက်ရှိမြင်နေရတယ်ဒီကတော်လာရေးမနိုင်တော့ဘူးလို့ပြောတာမနိုင်တော့ဘူးအခြေအနေကိုပြန်မစင်စားဘူးဘာဖြစ်လဲညာဖြစ်တယ်နဲ့ပြန်ပြောတယ် เนาะမနိုင်တော့ဘူးပြောတာမနိုင်စီချင်တဲ့ဆန်တော့လည်းပြောတော့မဟုတ်ဘူးလက်တွေ့အခြေအနေဆိုတော့မစင်စားဘူးမေးပါအောင်မယ်နိုင်ချင်းဆိုတဲ့အတိတ်ပဲပြန်ဖွင့်ကြည့်ပါအောင်နိုင်ချင်းဆိုတာစနစ်ဟောင်းစနစ်ဟောင်းဖြိုချလိုက်ပြီစနစ်အစ်စ်ကိုတိဆောက်နိုင်မဲ့လူတစ်ကိုမွေးထုတ်တာလူဟောင်းနေနေရဟုတ်ဘူးစင်စားကြည့်ပါဗျာမနေ့ကဆေးအောင်လာရှင်စနစ်ပြုတ်ကျသွားပြီဆိုပါစို့ တော်လိုက်အင်အားစုတွေချင်းမှာငါဖွဲ့တာတယ်ငါတို့ကတိုက်ခဲ့တယ်ငါတို့ကအဆိုးရငါတို့ကဒီဘက်ဒေသမှာအဆိုးရအရင်လိုပဲဖြစ်မှာပဲဒါဟာတော်လိုင်းရေးမှမဟုတ်တာအာနာလူပွဲအဓိကပြောချင်တဲ့ချက်ကတော့ဗျာတကယ်တကယ်အောင်ပွဲဟာအာနာလွဲပြောင်းခြင်းမဟုတ်ပါဘူးလူတွေရဲ့စောက်ကျင့်ပြောင်းခြင်းအဓိကဖြစ်တယ်နော်ကိုကိုကိုအရင်ဆုံးပြောင်းလဲနိုင်တဲ့သူကိုဖွဲ့စည်းကိုအရင်ဆုံးအတွင်းပိုင်းမှာဒီမိုကရေစီနှိကြအောင်တာဝန်ခံမှုရှိအောင်လုပ်မှမဟုတ်ရင်ဟုတ်တယ်ခုနကပြောသူဒီတိုင်းပဲဖြစ်လာမှာ တကယ်ပြောတာဒီအချိုးပဲချိုးပါမြင်နေရတယ်အခုကြေရရတော့မှာပဲမနိုင်ဘူးပြောတာကိုရန်သူလို့တတ်မှတ်ချင်းနေတယ်လက်တွေ့အချက်လက်ငါရဲ့အတွေးခေါ်ဟာမန်ကွန်မန်နေဆိုတဲ့အတွေးနဲ့သွားနေတာကျွန်တော်ပြောချင်တာကမန်နေဆိုတဲ့ဥစ္စာကိုခိုင်မာတဲ့တက်တိတ်လည်းမပြထားဘူးပြည်သူအများစုကတော့ယုတ်တယ်နော်တချို့ဟာတွေကတော်တော်လေးကိုကျွန်တော်ဟိုဟိုအချက်လက်တွေတန်းစီပြီးပြောပြသွားပါတယ်နောက်ဆုံးမှတော့အချက်လက်တွေက အထောက်ထားပါတဲ့အထီးမပါတော့ကြပါဘူးသူတို့ပြောတဲ့အချက်လက်တွေကလိုချင်တဲ့စံတားကိုပြောသွားတာလက်တွေ့ reality မဟုတ်ဘူးသူတို့လိုချင်တဲ့ပုံစံကိုပြောသွားတာဒီတော့ line ပေါ်မှာ motivation speaker တွေတရင်တောက်တတ်သူတွေနော် speaker တွေအရှိတရားကိုပြောနေရလားလိုချင်တဲ့ပုံစံကိုပြောနေရလားခေတီယိုလိုချင်တဲ့ပုံစံဖြစ်စေချင်တဲ့စံထားကိုပြောတော့လား လက်ရှိအမကအရှိတရားကိုတိလို့ပြောတာလားတကယ်မေ့ကြည့်နော်လိုချင်တဲ့ပုံစံကိုပြောသမားတွေကြီးပဲလိုချင်တဲ့ပုံစံကျွန်တော်လည်းပြောတတ်တာပေါ့နော်အိုးစင်ကာပူလိုခမီတိုတက်တဲ့နိုင်ငံကြီးအဲ့ဒါလိုချင်တဲ့ပုံစံဟမ်အခုပြောနေတာလိုချင်တဲ့ပုံစံတွေအရှိတရားဟာအဲ့လောက်ထိမယိုရှင်းဘူးတော်တော်များများလက်မခံဘူးမိုးကြိုးကျွန်တော်ပြောရတဲ့ကြိတ်ပါကြိတ်ရဲသေးတယ်